တော်ရရှင်များလုံးမဲမင်္ဂလာပါခင်ဗျာ အခုနားဆင်ရမှာကတော့စာရေးဆရာကျွန်းစင်မြေစောက်ခက်ရဲ့ဘလူးတွေကိုဖမ်းညသူများဆိုတဲ့ဝတ္ထုတို့ကိုနားဆင်ရမှာဖြစ်ပါတယ်ညပေမဲ့လက်သားညမှုပင်လယ်ပြင်ကြီးလင်းထိန်နေတယ် ိုဘဆန်တို့ပိုက်လီဟာနောင်တော်ကြီးကျွန်းနဲ့နောင်တော်လေးကျွန်းကိုကြောပေးပြီးပင်လယ်ပြင်ထဲသို့ဥတီသွားနေတယ်။လင်းကြီးချင်းဖြစ်နေတော့လဲခရက်ကိုပဲအာကူကြရတာပေါ့နော်။ကြော်ခေါင်နဲ့ထွန်းလှတို့ခရက်နှစ်ချောင်းကို နောက်သို့ပြိုင်သူလှမ်းပြီးဆွဲလိုက်တိုင်းခရက်ကွင်းကျိန်ရွယ်ကတကြွီကြွီမြည်တံပေးတယ်။လက်ဤတံနဲ့လဲတူရဲ့။တချီပြီးတချီတက်ချက်ပေါင်းများစွာဆွဲခတ်အားကြောင့်၆လံအရှိပိုက်လီမှာ မြစ်ပြင်ကျဲတဲ့ပြေးအားကောင်းနေပြီတော့တယ်။ပဲ့ကန်ကိုဘဆန်ဟာလေပဲ့စင်ကမတ်တက်ရက်ပြီးမိဒန်ရှေတက်မှယူကြီးကိုပင်လေရေပြင်ထဲသို့နှစ်လော်ပေးလိုက်ရာလေမှာပူပြီးပြေးအားတန်သွားတယ်။ကဲယောက်ျားပါသားနင်လားငါလားကိုဘဆန်ကပေပြားကနေအတန်မြင့်ပြီး အားဖြည့်တန်ပေးလိုက်တယ်။ကြော်ခေါင်နဲ့ထွန်းလှတို့လည်းပူပြီးအားတက်သွားကြကား ခရက်ကိုပုံမှန်တက်အားဖြည့်ပြီးဆွဲခတ်လိုက်ကြတယ်။မလေးမောင်ထောင်ဆွဲပဲ့ကန်ကြီးကအားရပန်းရဆွဲခတ်ကြဟုညာတံပြီးអော်လိုက်ပြန်ပြီ။ဖေသားကြီးယုံလိုက်ဆန်းဟပဲ့ကန်ကြီးရဲ့အာဘိဒံတက်ခတ်သားတွေရဲ့တက်ခတ်တန်တွေနဲ့ပိုက်လေကလေးမှာလှမ်းဤကလေးတွေကိုကြုံင်းငါပြေးမြဲပြေးနေတယ်။တကားယူတောင်တန်းကြီးရဲ့ရင်ဝင်ဝက်ရည်မြစ်ပြင်ကျဲကြီးထဲမှာတော့ ဆက်လီရွက်လီတွေဟာဆန္နာကိုစီနဲ့ဟူမှဒီမှ ပြေးလွှားနေကြတယ်။လောဘနဲ့စခဲ့တဲ့ဘဝတွေမှုဒုက္ခသစ္စာမြေတလင်းမှာစိတ်ခင်းရင် စီးခြင်းထိုးနေကြခြင်းပဲပေါ့လေ။ကဲရက်ကြတော့တောင်လုံးကျော်ကြောက်ရောက်ပြီဟိ။ကြောကောင်ပိုက်လက်ဖျားကြောက်စူးကိုပစ်ချလိုက်တယ်။ပြီးတာနဲ့ကြောက်စူးကိုက်မကိုက်ကြောက်စူးကျိုးကိုကင်ရင်တဆဆလုကြည့်လိုက်တယ်။ရပြီပိုက်ချတော့ ကြောက်ကြိုက်နေတာတွေ့တာနဲ့ပဲပဲ့ကိုင်ကိုဗဆန်မှတ်ချက်ပေးလိုက်တယ်။ဖျန်းကနေကြော်ခေါင်ပိုက်ကိုပစ်ချလိုက်တာနဲ့ထုံးလာခရက်ကိုဆွဲခတ်လိုက်ရာလှေသွောင်းနှုံးဟာပိုက်ကိုဆွဲဆန့်နေပြီကိုလီငါးလက်မကွန့်ကြာစံပိုက်ဟာပေါ်ပါပြီးရေပြတ်တာကြောင့်ပိုက်သမားတွေအတုံးများကြတယ်။ပိုက်အောက်စပိုကျိုးမှာခဲတွဲထားပြီးအပေါ်ပိုကျိုးမှာတော့စုံငါဖော့သီးလေးတွေနဲ့ပိုက်အထက်ဆာကိုရေပေါ်မှာပေါ်စေတယ်။ ပေကိုင်းကပိုက်လမ်းကြောင်းဖြောင်းပြီးပိုက်ချသားကပိုက်ကိုပစ်ချတက်ခတ်သားကပိုက်ကိုဆွဲဆန်နေတနအီနီနီကန်အကြာလောက်မှာပိုက်ဆုံးနာနဲ့လက်ရင်ကြောက်စုကိုပစ်ချလိုက်ပြီး ပိုက်တရန်ချပြီးသားဖြစ်သွားပါတော့တယ်။ကိုမဆန်တို့တွေကြောက်ပစုံထောင်ဖန်းနေကြခြင်းပဲဖြစ်တယ်။ကြောက်ပစုံတွေဟာရေအောက်ကြောက်ပုံကြောက်တန်းကြောက်ကြူကြောက်ကြားတွေမှာခိုးအောင်ကြက်စားလေးရှိတဲ့ကြတယ်။ကြောက်ပစုံဖန်းရင် ငတောက်တူငပားနီငဆက်ဖားကတမြင်းတို့လိုကြောက်ခိုးငါးတွေလဲရတဲ့ကြတယ်သူများတွေတော့ဆက်လီတွေကွန်ပရက်ဆာတွေနဲ့တိုးတက်နေကြပြီတို့ဘွားကတော့ဗျာတက်ခတ်တဲ့ဘွားကနေဘရော့များကျွတ်မလဲမသိဘူးနော်ဘဝဆိုတာပုံသေးပြောလို့မရဘူးဟာ ရေလုတ်ဆိုတာချင်းနေပြီးရင် တို့တက်ခတ်သမားလဲဆက်လီသမားတွေတဲ့ရရင်ရတဲ့ကြတာပဲလေခွင်ကောင်းတွေးဖို့ပဲလူတာ ထွန်းလာရဲ့အာရော်တန်ကိုပိုက်ကောင်းဆောင်ကိုပဆန်းကဘဝမှန်တွင်းပေးလိုက်တယ်။လောကမီးအိမ်လာရောက်အောင်မှာတော့ကျွန်းတောင်ကျွန်းတန်းတွေဟာမြစ်ပြင်ကျဲတဲ့မှိုင်းပြပြရှိဝေဝေ။ဒီကျွန်းဒီတောင်တဘာဝတရားတွေဟာ ရေတံခါပင်လယ်ပြော်တွေကို စိတ်သက်စွမ်းအင်ဘဝစွမ်းအင်ကို ဖြည့်ဆည်းပေးနေပြီသို့ရှိကြရဲ့။ပိုက်တရန်းလောက်ဆွဲကြည့်လိုက်ရအောင်ဟေ့။ပိုက်ချပြီးနှစ်နာရီသာသာကန့်အကြာမှာ ကိုမဆန်ကပဲ့စင်ကနေမတ်တဲရဲရင်တက်မယူကြီးကိုကင်လျက်ပြောလိုက်တယ်ဆိုရင်ပဲကြော်ခေါင်းနဲ့ထွန်းလှတို့နှစ်အောင်ပိုက်ကိုဆွဲဖော်လိုက်ကြတယ်ခက်သွက်သွက်ဆွဲရမှာဟေးတို့ကဒီကြောက်တန်းတန်းချယုံနဲ့ရွာမပြောင်းနိုင်ဘူးတညမှာရေအောက်ကြောက်တန်း၄တန်းလောက်တော့ရောက်ဖို့လိုတယ်နော်ရပါတယ်ကိုကြီးပါဆန်ရေကြာဇံပိုက်ငါလက်မကွင်းကလေးလောက်များလက်ထဲပါတယ်တောင်မထင်ပါဘူးပရှုပိုက်ကြီးတွေဆွဲလာတဲ့လက်တွေပြ အေးပါလုံမာသာလုံဆန်းမှာထွန်းလာရာပိုက်မှာရေထဲကတစ်ဖြက်ဖြက်နဲ့ပေါ်လာရင် ပိုက်ကက်စင်ပေါ်တွင် ပုံလာတယ်ဟိကောင်ကြော်ကောင်ပါလာပြီပါလာပြီတွေ့လားတွေ့တယ်ဘလူးကြီးဟာဟိကောင်တောက်စကားကလည်းများတယ်ကွာ အသေးချာကင်တော့ခြေတွေလက်တွေမနာစီနဲ့ကြော်ကောင်ဘလူးကောင်ကိုအသေးချာဖြုတ်ယူပြီးရေငန်အကြီးထည့်ထားတဲ့ဖော်ပုံနဲ့အကလေးထည့်ထားလိုက်တယ် ကြောက်ပလုံကြီးကတော့ပုံထဲမှာပတ်ချလဲပြေးနေပြီအချို့ကြောက်ပလုံတွေမှာဇက်ကာတို့ဇက်စင်မောမှာမြင်ရတယ်ဘလူးရုပ်လို တကိုယ်လုံးအပြောက်အမှုန်းတွေနဲ့ကြားကြားရရကြီးရှိတဲ့ကြတယ်ဒီလိုပစုံကောင်းတွေကိုခေကာလရေလုံသားတွေကတော့ခေအခေါ်နေပဲဘလူးလို့ခေါ်ကြတဗျာရောင်စုံအကွက်ဆန်းတွေနဲ့ပြည်လွှမ်းနေတဲ့အကောင်မျိုးကိုတော့ကာလာဘလူးလို့ခေါ်ကြပြန်တဲ့လေ ကျောက်စုံတွေရဲ့ဖြစ်တည်မှုထဲမှာရိုးရိုးပစုံဆိုတာရှိတယ်ဒီကောင်တွေကတော့1ကီလိုကို9000ကျော်တယ်ဘလူးဆိုတဲ့ကောင်မျိုးကတော့ဘလူးလိုပဲအယုတ်တွေကကြားကြားကြီးပဲဘလူးတွေကတော့သူ့အမည်နဲ့သူလိုက်ဖက်အောင်ပဲရန်လိုတယ်သူ့ကိုထိမိရင်ပြန်လဲတိုက်ခိုက်တတ်တယ်နောက်တစ်မျိုးကတော့အစိမ့်နဲ့ခမညာအစိမ့်ရောင်လေးပဲဒီကောင်တွေကကြည်ကောင်းတဲ့ပြင်နှွယ်နှောင်းညင်သာမှုလေးရှိသလို့ လက်တံကလည်းရှည်တာမှုရွှေမင်းသမီးလို့ခေါ်ကြတယ်ဆိုပဲပင်ကူဆိုတာလည်းရှိသေးတယ်တဲ့ပင်ကူကတော့အနီရောင်ကန်ကာလာမှာအဖြူဇက်ကလေးတွေနဲ့ပကြီစေးချေထားတယ်လို့ပဲတယ်လीအယောင်မျိုးစုံ9မျိုးပါတာကိုတော့7ကာလာလို့ခေါ်ကြပြီးတကီလိုဈေးကတသိန်းတောင်ကျော်တယ်ဆိုပါရော့လားကာလာဘလူးကြီးပေါ့နော်ဒါကြောင့်မလို့ပင်လေကန်းကျင်နေကျွန်းစင်သားတွေတက်စွန်ဆံများရှာဖွေနေကြတာကလား ကောင်းပါမီယာပင်လယ်ပြင်အောက်ကျန်းကင်းမြန်မာရှိတဲ့နဂမောက်ကြောက်တန်းရဲ့တွန်းအားကြောင့်ရေပြင်တဝိုက်ဝဲကတော်ထိုးပြီးလှိုင်းကြက်တွေပွက်ပွက်ထနေတယ်။ကဲစံကြော်နဲ့ကြော်လှမင်းတို့နှစ်ယောက်ရေရောက်ဆင်းမယ်ဟိအစင်းနဲ့လှုပ်မျက်နှာဖုံးစွတ်မယ်။တင်ပေါင်ရဲ့ထုံးရဲ့ကဆက်လီပေါ်နေမယ်ကိုတော်ဝင်ကိုကြည်စီကွန်ပရက်ဆာအစင်းနဲ့လှုပ်ထားကြ။ဆက်လီရဲ့အကြီးငယ်ထွန်းသားကလုပ်ငန်းအတွက်လိုအပ်ချက်တွေကိုအစီအစဉ်ဆွဲပြီးပြောပြလိုက်တယ်။ စံကြောနဲ့ကြော်လာတို့နေအောင်စလုံးမျက်နှဖုံးကိုပြိုင်တူဆွတ်လိုက်ကြတယ်။အဲ့ဒီနောက်အသက်ရှူပိုက်တက်ပြီးသားနဲ့ရေအောက်သို့ချက်ချင်းငုံဆင်းလိုက်ကြတော့တယ်။ပစုံထက်မဲ့အိတ်ကစားဝန်းစီဆလွယ်တွေလဲပါရဲ့။တင်မောင်နဲ့ထွန်းဦးတို့ကတော့ဆက်လီဘော်ကနေအစင်းနဲ့စောင့်နေလိုက်ကြတယ်။ဟိုလူနှစ်ယောက်မောရင်သူတို့နှစ်ယောက်တလဲဆင်းညမယ်ပေါ့။ရင်ကုန်သမားနှစ်ယောက်ကြောက်စူးကြိုးနှစ်ပင်ကနေရေအောင်ကျန်းကင်းပြင်ထိရောက်အောင် ငုံစင်းသွားကြတယ်။သူတို့တွေရေအောင်ကြောက်ပုံကြောက်တန်းတွေကြားကရင်းနေတဲ့တော်ရီလိုပဲသွားလာလှုပ်ရှားလိုက်ကြတယ်။ရင်းငုတ်တဲ့လှုပ်ဟာလုံသွားအန္တရာယ်ရှိကြောင်းရေးတင်္ဃတွေသိကြတယ်။ဒါပေမဲ့မိသားစုဘဝရှင်သန်ရေးဆိုတဲ့လူတန်းစားအသည့်ကရေလုံသားတွေရဲ့ဘဝကိုခေါလောင်းတန်ပေးနေတယ်။ရေလုံသမားနှစ်ယောက်မှာရင်းငုတ်မျက်မှန်ကြီးနဲ့ကြောက်ပုံကြီးဝင်းကျင်နှက်လိုက်ကြည့်ကြတယ်။တယောက်နဲ့တယောက်ခက်ခွာခွာစီပေါ့လေ။ ဟာနဲတယ်ကသမင်းကောင်ကြီးမဟုတ်ဘူးငါကြီးဟာဘေးမဲ့ဆုံးနဲ့ရောက်နေပြီလို့ခံယူထားပုံရတယ်ကြောက်ပုံကိုခေါင်းတိုက်ပြီးအမိကလေးကိုတဖြက်ဖြက်လှုပ်ခတ်နေတယ်ဒီရင်ငိမ်မာစိန်ခံနေတယ်လို့ခေါ်ကြသဘောစံကြောငါထုံမင်းကိုဆွဲထုတ်ပြီးဘာကလေးအဖွင့်မှာလက်ရလက်နဲ့ချိန်ပြီးစုတ်ခနဲထိုးသွင်းလိုက်တယ်မိန်ထိုးကငါကြီးမှာဖြက်ဖြက်လူလှုပ်ရှားကဒုက္ခဘေးကလွတ်မြောက်ရေးအတွက်အင်အားရှိသည်မယုံကံတော်တယ် စံကြောကလည်းလွမသားရေးအတွက် အားထက်လျက်ထိုးမြဲထိုးသွင်းထားတယ်။စံကျင်ဘက်ရုံးကံမှုနှစ်ခုရဲ့အပြိုင်မှုကရေအောင်ထဲမှာယုံရင်စံခတ်ဖြစ်နေကြတယ်။စံကြော14ဘောသူအချက်ပြားကျိုးကိုဆွဲလှုပ်တယ်။တင်မောင်လေဘောကနေကျိုးကိုခတ်သွက်သွက်ဆွဲယူလိုက်တယ်။ကဒမင်းငါကြီးကစံကြော့မှိန့်ချက်နဲ့တန်းလန်းကြီးပါလာတယ်။တင်မောင်ရောထွန်းဥပါစံကြော်ကို14ဘောကိုဆွဲတင်လိုက်ကြတယ်။ ကဒမင်းငားမှာ14ဘုံရောက်ပေမဲ့နောက်ဆုံးထွက်သက်သည့်ယုံကန်နေသေးပါပဲလားငားကြီးကတော့ဆယ်ဘိတ်သားဝင်းကျင်လောက်တောင်စီးလိမ်မလားမသိဘူးအခုအချိန်ဒီမှာငားအသားတက်ငားစီဖောင်းကပူပြီးတက်မှုကြီးတယ်လို့ဖြစ်နေတယ်ငားစီဖောင်းမှလည်းဒီလိုဆက်ပါကဒမင်းငားဆိုရင်ပူပြီးဈေးမြင့်တယ်ကြောက်ပစုံပိုက်သမားတွေမှာတစ်ချက်ခုနှစ်ချက်ပြတ်ပေါ်လေစံကျော်ဟာထုံးဥပတ်ကိုလှည့်ကြည့်လိုက်တယ် ပုံထဲမှာကြောက်စုံတွေတော်တော်ရထားတာတွေ့လိုက်ရတယ်။ထုံးကြီးမင်းတို့လူတွေတဲဟုတ်ပါလားဟိ။ဟုတ်တာဘောကွာဘာမှမကြဘူး။ဘလူးကိုးကောင်ရထားပြီလေ။ရေအောင်ချမ်းငင်းမြင်ကြောက်ပုံနဲ့ကြောက်ကြိုကြောက်ကြားတွေမှာကြောက်စုံတွေကိုတွေ့ရင် အရှင်ရအောင်မနာမကျင်စေပဲနီးစနစ်ကြကြပစုံကောင်ရဲ့ကြောကိုလက်နဲ့ညင်ညင်သာသာအုပ်ဖမ်းရတယ်။ဖမ်းမိခဲ့ရင်လည်းခြေလက်တွေမကျိုးသွားအောင်တတိထားကင်တွယ်ပြီး ဘေးလွယ်နိုင်လွယ်အိတ်ကလေးတွေထည့်လိုက်ရတယ်။ပဇွန်အိတ်ထဲမှာအတန်တဲ့ဖမ်းမိရင်ဆက်လီဘော်ကိုအချက်ပြပြီးစွဲတင်ခန်းရတယ်။ဆက်လီဘော်ရောက်တာနဲ့ရေငန်ပုံးနဲ့ထည့်လိုက်ကြတယ်။ရေနဲ့လွတ်မထားရင်ချက်ချင်းတည်သွားနိုင်ပါလေ။ကြောက်ပဇွန်ကင်းပဇွန်နဲ့ကနန်းကောင်တွေဟာတည်သွားရင်ဘာမှတန်ဖိုးမရှိတော့ဘူး။စားလို့လည်းမကောင်းအရသာလည်းမရှိတော့ပါဘူး။အသားကမုတ်ဖက်ပြော့ပြော့လေးလိုဖြစ်သွားပြီးအနံ့စိုးတွေတောင် ထွက်လာတတ်တယ်။ ကြောက်ပစုံနဲ့ကနန်းအသေးကောင်တွေကိုစားရင်စိုးကြိုးပန်းပဲဥတီပါလေကြောက်ပစုံသမားတွေစိတ်ကန်းကိုဝင်းကြီးမျိုးမှာဆိုရင်ငပတုံရွာမြစ်ကန်းကြီးကကိုလှရွှေတိုင်းမှာစီကားနေတတ်တယ်ဘသူကဘလောက်ရခဲ့တယ်ဘယ်နေရာအထိရောက်ခဲ့တယ်မိန်ထိုးငါးတွေလဲရလာတယ်ဘသူကဘာပြဒနာနဲ့တိုးလာတယ်ဘသူတို့ဘဝတို့စသဖြင့်စူညံနေတဲ့ကြတာဟာဇယိုက်တဘာဝလိုပဲဆိုရပေလိမ့်မလား အိမ်သူဆွေမောက်တထားတို့ကလည်းကိုယ့်ရဲ့ကိုရှင်လေးယောက်ကြားမှာဘလောက်ဖမ်းမိလာတယ်ဆိုတာသိကျင်စောနဲ့မြစ်ပြင်ကြီးကိုမှန်ပြီးလွမ်းကြတယ်လို့ဆိုရပေမလားပဲမြစ်ကန်းကြီးအုံပင်တန်းကအမျော်စိုက်နေကြလေရဲ့ကဲဒီနေ့တော့ကိုထွန်းသားတို့ကအမြန်ဆုံးပဲဘလောက်တောင်တည်လာခဲ့ကြတယ်လဲမသိဘူးမြစ်စိတ်ကအပြုံးမြမြနဲ့တက်လာတဲ့ထွန်းသားကိုဒိုင်းရှင်ကိုလှရွှေကပြိတန်နာယာစကားနဲ့စီးကြိုလိုက်တယ် တို့အဖွဲ့ကတော့ပြောမနေနဲ့ကွာသွားလိုက်တိုင်းတန်းနေတာပဲမိန်ထိုးငါရောကြောက်ပစုံရောအစုံမဲကွာကိုထွန်းသားတို့ကဘယ်ထိအောင်ရောက်ခဲ့ကြတာလဲဘယ်ထိအောင်ရောက်ခဲ့လဲလို့ဆိုနာမည်ကြီးကြောက်တန်းတွေပေါ့ကွာပိနေပင်ကြောက်တောင်သွေးကြောက်တွဲကြောက်လူကောင်းမုံကြောက်အစုံမာပဲကွာရော့ဦးလေးကြီးကော်ဖီတောက်ပါဦးဒိုင်းလုံးသမားလေးတယောက်ကကော်ဖီတစ်ခွက်ဖြောပြီးလာချပေးတယ်ထွန်းသားကော်ဖီခွက်ကိုကောက်တောက်ပြီး ကျေးဇူးတင်တဲ့သဘောနဲ့ကွန်စာသွားကြီးတွေနဲ့ရီပြလိုက်တယ်။ဟောဟိုမှာငါလူတွေလားနေကြပြီ။စံကြောနဲ့တင်မောင်းကမိန်ထုံးငါးတွေကိုဗဟတ်ကြားတွင်းသို့ကျိုးသွင်းချီကာတက်ရိုးနဲ့ထိုးသွင်းပြီးတည်လာခဲ့ကြတယ်။ကျော်လနဲ့ထုံးဦးကတော့ကြောက်ပစုံပုံးတွေတည်လာကြတယ်။ဒိုင်းလုံသမားတွေကမိန်ထုံးရလာကြတဲ့ကတမင်းကက်ကတဲ့ငပားနီတွေကိုချိန်တွယ်ပြီးရေခဲတတားတွေထည့်လိုက်ကြတယ်။ကဲကြောက်ပစုံကြည့်ရအောင်ဗျာ။ ဒန်ရှင်ကစိတ်ဝင်စားဆုံးကိစ္စကိုလန်ခင်ပေးလိုက်တယ်။ရင်ကုန်သမားတွေရင်ခံပုံးနဲ့အသင့်ထည့်ယူလာတဲ့ကြောက်ပုံတွေကိုပြလိုက်ကြတယ်။ရိုးရိုးပုံ30ကီလိုဘလူး8.8ကီလိုရွှေမင်းသမီး9.9ကီလိုပင့်ကူ3.5ကီလို7ကာလာ3.2ကီလိုကုန်းချင်းလူသမားကအလေးချိန်တိုင်းအော်ပေးနေတယ်။ဒိုင်းစီးကတော့ခေါ်ပေးတဲ့အတိုင်းလိုက်မှတ်နေတာပေါ့။ ရိုးရိုးကြောက်ပစုံစီဆိုရင်1ကီလိုကို9000ကျပ်အကောင်ကြီးဆိုရင်တော့8000ကျပ်ထိဈေးရှိတယ်ကိုထွန်းသာတို့ငါးဘူးတွေပေါက်လိုက်ရင်ဘယ်ဆိုးလိမ့်မတော့များကြိုးစားကြစမ်းပါရေလုံသားတွေအကုန်လုံးရသေးခြင်းနဲ့ဗျာကိုလာရွှေရေဒါကလည်းရေအကဲလေထားကိုတိဖို့လိုတာကိုဗျာအဓိကကတော့ဗျာတတ္တိရှိရှိနဲ့လုပ်ငန်းကျွမ်းကျင်မှုတိတ်အရေးကြီးတယ်ဒါဘောဒါဘော ဟောဟိုမှာကိုဘဆန်တို့လှေသမားတွေတက်လာကြပြီကိုလရွှေစကားကြောင့်အုံမင်းနှန်းကြားကတက်လာကြတဲ့ကိုဘဆန်တို့ကိုလှမ်းကြည့်လိုက်ကြတယ်ဟာငါတွေလည်းအများကြီးပဲကြောက်စုံတွေကဘလောက်တောင်သေးလာကြတယ်လဲမသိဘူးတို့ကအကုဒုန်န်ထွန်းတဲ့ကောင်တွေဆိုတော့နက်လဲလိုက်တဲ့ပေါ့ကွာ တွေ့လားဟောဒီမှာ7000န်7ကာလာတတ်တတ်6ကောင်9000နံရော3000နံတွေရောရှုပ်ရှက်ခတ်နေတာပဲဗျာတသိန်းကျော်တန်ကြီးတောင်ပါလာတဲ့ဗျာ ကိုဘဆန်ကအာရဝန်တာခက်ကြွားကြွားလေးပြောလိုက်တယ်။ဒါဆိုကိုဘဆန်တို့ဖွဲ့ကဆက်လီသမားတွေတက်တောင်ရလာကြတာပေါ့။ဟာဟန်ကြသည်ဗျာ။ဆက်စည်းိတ်စီစည်းိတ်ဘာမှမလိုဘူး။မလိုဘူးလေတို့လုပ်ငန်းကခွန်အားရှိရတယ်တက်တိရှိရတယ်လုပ်ငန်းကျွမ်းကျင်ရတယ်ဇွဲကောင်းရတယ်။ကိုဘဆန်တို့ဘဲကြောက်တန်းတွေရောက်ခဲ့ကြလို့လေ။စုံနေတာပဲကွာတောင်လုံးကျော်ကြောက်အလေပင်ကြောက်ရေခွဲကြောက်တကားဝကြောက် ဝန်လက်မော်ကြောက်တွေပေါ့ကွာဟာခမ ्या တို့လဲစက်သမားတွေလို့သွားနိုင်တာပဲနော် တို့ကတက်တိရှင်တွေဗျတို့လူတွေခရက်ခတ်နိုင်သလားမမင်းနဲ့ဟိုမှာတွေ့ရဖက်လားတို့လူတွေရင်ဘက်ကြွက်သားတွေမာကျစ်နေတာလေဒီခွန်ဒီအားတွေကြောင်းဘလူးကြီးတွေမိအောင်ဖမ်းနိုင်တာပေါ့ကွာကိုဘဆန်ကသူ့လူတွေအတွက်ဂုံယူဝင်ကြွားစွာ ပြောလိုက်တယ်ငါတွေပစုံတွေချိန်တွေပြီးချိန်တွင်တော့ကိုဘဆန်တို့တက်ခေလေးဖွဲ့က ဆက်လီသမားတွေတဲ့ပတ်စံပိုရနေကြပါရောလားဒါကြောင့်ပြောတာပေါ့ကွာတဘာဝတရားဆိုတာပုံသေးပြောလို့မရဘူးဆက်လီသမားတည်းလေတို့ကပိုရခြင်းရတာလေအခုတွေ့ပြီမလားဘလူးကြီးတွေအများကြီးပဲဘလူးကြီးတွေကြားမှာ ရွှေမင်းသမီးတွေရောပင့်ကူကောင်တွေရောအစစုံမှာပဲရွှေတံငါတွေရဲ့ဘဝဘော်တွေကလည်းဒါမှငါလင်းကျမလင်းလို့ဂုံယူနေကြလေဟန်နဲ့လင့်မျက်နာလေးကြည့်ပြီးပြုံးတုံပြုံးလှဲရှိကြရဲ့ ပင်လယ်လင်းချင်းလေးကအုံးလက်တွေကိုညင်ညင်သာသာတုတ်ခတ်ကြည်စေကစားရင်ဂီတတန်စင်လေးပေးနေတယ်။မြစ်ပြင်ကမ်းကြီးရေလုံသားရွာကလေးကတော့တာယာလှပါပြီးတောင်းမြစ်ရေပြင်ထဲကဖမ်းမိလာတဲ့ကြောက်ပုံတွေကို စားငံရေကန်နဲ့တန်တန်ကလေးမွေးရတယ်။ရှင်အနယ်အနှစ်တွေရှိနေလို့မရပါဘူး။ရေမတန့်ရင်ချက်ချင်းသေးသွားနိုင်တယ်။ရင်ငံကံကို တနေ့တကံပုံမှန်ပြောင်းပေးရတယ်။အောက်ဆီဂျင်အမြဲပေးရတယ်။ ကျောက်စုံလုပ်ငန်းကစီးကြီးတဲ့လုပ်ငန်းမို့လို့အချိန်နဲ့တပြေးညီလှုပ်ကြရတယ်။လေးသိပ်ရှိတဲ့မြို့ကတစ်ဆင့်ရန်ကုန်သို့ပို့ကြရတယ်။ရန်ကုန်ကိုပို့မယ်ဆိုရင်တော့လေရင်စိုက်ချိန်နဲ့ချိန်ကိုက်ဖြစ်အောင် ကြိုတင်စီစဉ်ထားကြရတယ်။လေရင်မော်တင်မဲ့ကျောက်စုံတွေကိုတင့်တင့်နဲ့အပူချိန်လေးပေးပြီးသတင်းစာဆက်ကူနဲ့စနစ်တကျထုတ်ရတယ်။လေရင်စိုက်တာနဲ့ကျောက်စုံကိုဥစားပေးပြီးချက်ချင်းတင်ရတယ်။ရန်ကုန်ရောက်လို့လေရင်ပြန်စင်းရင်လဲကျောက်စုံတွေကိုဥစားပေးချယူပြီး အသင့်လှုပ်ထားတဲ့ကြောက်စုံကန်ဒီမှာလှုပ်ပေးလိုက်ကြရတယ်။အောက်ဆီဂျင်ကိုလည်းချက်ချင်းပြန်ပေးရတယ်။ရန်ကုန်ဤမှာရှိကြတဲ့ဒီရေရောက်မြေရေဟာမတန်ရှင်းမကြည်လင်တာမို့ကြောက်စုံကန်တွေမှာတုံးလို့အဆင်မပြေနိုင်ပါဘူး။ဒါကြောင့်ကြောက်စုံလုပ်ငန်းလုပ်သူတွေဟာပင်လယ်ရေရေကြီးရေတန့်ရစေရေးအတွက်ဆက်လီနဲ့မြေဝါသို့ထွက်ပြီးပင်လယ်ရေတန့်တန့်ကိုတည်ယူပြီးအသုံးပြုကြရတယ်။ငွေရင်းနှီးများပြီးအလွန်စည်းကြီးတဲ့လုပ်ငန်းဖြစ်ပါတယ်။ ဈေးကွက်ဝင်ပစ္စည်းဖြစ်လို့ငွေရင်းနှီးမှုများများနဲ့လုတ်ကိုင်းနိုင်သူတွေစီးပွားဖြစ်ကြတယ်။မြမပင်လယ်ပြင်ကမ်းရိုးတန်းထွက်ကြောက်ပုံတွေဟာဈေးအကြီးဆုံးသောပင်လယ်စာပဲဖြစ်ပါတယ်။